ရတော့ NBA လို့ပြောရင်အခု sales ဆက်မှတော့မြင်ရမှာတယ်နော်ဟုတ်ပါကျွန်တော်အခုပြထားတဲ့ screen ပေါ့နော်အဲကျွန်တော်ဘယ်ကနေသွားလဲဆိုတော့ကျွန်တော်အဲ့ဒါအဲ့တော့ကျွန်တော် NBA တက်ဖို့ကျွန်တော်စဉ်းစားတဲ့အချိန်ကတရီလောင်းမှာရှိတဲ့အချိန်နော်အဲ့တော့ NBA ဆိုတာဘာလဲဆိုတဲ့ဟာကိုကျွန်တော်အဲ့တော့ကတော့ AI လည်းမပေါ်သေးဘူး AI လည်းမပေါ်သေးတော့ကျွန်တော်က NBA ကဘာလဲဆိုတဲ့ဟာကိုကျွန်တော်ဒီ Wikipedia ထဲမှာဖတ်တာ အဝေးဘီယာတဲ့မှာညီမတို့ရေးတဲ့ချွတ်အာတီကယ်တွေကျွန်တော်လက်ဝင်စောက်ဦးတယ်ထားပါတာအဲဒါတပိုင်းပါကလေးတော်ကိစ္စအဲ့တော့အဓိကက MBA ကို overview လေးကိုကျွန်တော်ကျွန်တော်ကျွန်တော်အတွက်အလင်းပွင့်သွားတယ် MBA နော်ဟုတ်လားအဲ့တော့ဒီမှာဒီဇာလေးကဒီဇာလေးဒီဇာလေးကိုကြည့်မယ်ဆိုရင်ဒါ MBA ရဲ့ overview ပဲ overview ပဲကျွန်တော်အဲ့မှာ MBA တခုအနေနဲ့ဒါမှမဟုတ် BBA တခုအနေနဲ့ Bachelor တခုအနေနဲ့ဆိုရင်ဘယ်လို Business Management Business Administration ဆိုတဲ့ကိစ္စတခုဒါတွေတင်သွားလဲပေါ့နော်အဲ့ major တခုမှာရောသူတို့ကဗျာအခုကျွန်တော်တို့တက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခု UDC စီးမှာအခု Sales Server တို့တွားခဲ့ UDC စီးမှာရောဘာတွေတင်လဲပေါ့ ဒါမှမဟုတ်လေအဲ့ဒါဆိုငါ Unisimum တက်ဘူးငါ Chicago Books မှာတက်မယ်ဆိုရင်တော့ဘာဖြစ်မလဲပေါ့အဲ့ဒါမှမဟုတ်လေငါ New York မှာတက်ရင်ရောဒါမှ London က LSE London School of Economy မှာတက်ရင်ရောဘာပွားပါမလို့လေအဲ့ဒါဆိုဒါမှခဏပြောလို့ပဲအဲကျွန်တော်လေးလာသမျှတော့ကျွန်တော်ပြောချင်တာခင်ဗျားတို့သိထားဖို့ကဘာလဲဆိုရင် MBA ပဲဖြစ်ဖြစ် BA ပဲဖြစ်ဖြစ်သူတို့ဒီ structure တကူပါမှာအခြေခံထားတာဟုတ်ပြီနော်အဲ့ structure ထဲမှာဘာတွေပါလဲဆိုလို့ရှိရင် extractor ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ fundamentally သူရဲ့ဒီအခြေခံအားဖြင့် core subject ပေါ့နော်အဓိက core ဖြစ်တဲ့ဟာရဲ့နောက်ပြီးတော့ elective ပေါ့နော်အပိုသိကျင်တဲ့ဟာကိုကျွေးနိုင်မှုရင်တချို့အပိုပေါ့နော်ထပ်ပြီးတော့ထည့်ပေးတာရှိအဲ့တော့အဲ့အဲ့သုံးခုမှာပဲသူကအဓိကအခြေခံတဲ့ဒီ area တော့အဲ့ထဲမှာမှ core ပေါ့နော် MBA တစ်ခုအနေနဲ့ကျွန်တော်တို့အခု ဘန်ကောက်ယူနီဗာစီတီမှာပဲ MBA တက်မလား University ပါပဲတက်မလားစင်ကာပူက NUS ပါတက်မလား SMU ပါတက်မလားဂျပန်က Tokyo University ပါတက်အဲ့တော့ fundamentally သူဒီ area တော့ကိုမှန်မယ်အဲ့တော့ပြလိုက်ပြောလို့ပဲ analytic skill ပေါ့နော်ဆိုတော့သဘောကခွဲခြံစိတ်ဖြာမှုတက်လို့လုပ်ငန်းတစ်ခုဦးစီးဦးဆောင်လုပ်ခင်းကအခြေအနေတွေအကျိုးအကြောင်းတွေဖြစ်လာနိုင်တဲ့ဟာတွေကိုကျွန်တော်တို့ကကြိုပြီးတော့စဉ်းစားဝေဖန်ဗိုက်ချာမျှော်မြင်ရဟုတ်ပြီနော်အဲ့တော့ literally မျောမြင်ပိုင်းခြားမှုတွေက analytical နဲ့ပတ်သက်တဲ့ဆက်ဆက်မဲ့ subject တွေကိုသူတင်လိုက်မယ်ဒုတိယတစ်ခုကျွန်တော် business တစ်ခုဥဆောင်မယ်ဆိုလို့ရှိရင် business ရဲ့ fundamental တွေပေါ့နော်ဒီ business တစ်ခုလင်ပတ်နေတဲ့ functions တွေကဘာတွေဖြစ်မလဲအဲ့ဒါကိုကျွန်တော်သိရမယ်တတိယတစ်ခုကတော့ဟိုဟိုဆရာဝန်ပြောပြောသွားသလိုပဲကျွန်တော်တို့ကခုနကပြောဒါတွေကျွန်တော်လုပ်တတ်တယ်ဗျာပတ်သက်လည်းလုပ်တတ်တယ်လူတွေလည်းထိန်းတတ်တယ်အဲ့အဲ့လူတွေကိုကျွန်တော်ဓမြတိုက်ခိုင်းမလားဆိုတော့ မဟုတ်တက်တဲ့ရအောင်မဟုတ်ဒါပေမဲ့ခုနပြောသလိုပဲကျွန်တော်တို့ဗာပြောနေတဲ့ business ရဲ့ ethic တွေကဘာတွေလဲ corporate social responsibility ကဘာလဲ corporate governance ဟုတ်လားဆိုလိုချင်တဲ့သဘောကမဟုတ်တာမလုပ်အောင်တယောက်နဲ့တယောက်ဘယ်လိုထိန်းကြောင်းမလဲဒီအဖွဲ့အစည်းအကြီးတစ်ခုဖြစ်လာဘယ်လိုရောက်ဒါရောက်ပဲရှိနော်ဟဲ့ရောက်မျိုးပတ်ဆက်မခုနေလို့ပြောလေအဲရောက်90ဆိုရင်အာ manager ထားပြီးအုပ်ချုပ်ရတော့မယ်အလေမှာတလောက်ရှိရလူရောက်1000ဆိုရင်တော့အနည်းဆုံး 5လောက်လောက်ရှိရတယ်ကျွန်တော်သာ CEO ဆိုရင်ကျွန်တော် sales slide လုပ်နေတဲ့လူအယောက်900လောက်ရှိရသူတယောက်ချင်းမင်းတို့ကဒီပတ်စံကိုလားငါအလုပ်ချိန်မကွင်းရစားနေလားအဖဲရိုက်လားကျွန်တော်အဲ့ဒါတွေလည်းမကြည့်နိုင်တော့အဲ့ဒါဆိုရင် data တစ်ခုလုံးကို proper way နဲ့လုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစား corporate governance လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့တော့အခြေခံအဖြစ်တော့ကျွန်တော်တို့က DMBA ပဲဖြစ်ဖြစ်ပဲဖြစ်ဖြစ် D area သုံးခုကိုသင်တယ်လို့ပြောလို့ရတယ် ဟုတ်ပြီနော်အဲ့ထဲမှာကျွန်တော်တို့ပြောရင် analytical လုပ်မယ်ဆိုရင်ကျွန်တော်တို့ accounting နားလည်ဖို့လိုတယ်ဆိုလိုချင်တဲ့သဘောကလုပ်ငန်းရဲ့ငွေဝင်ထွက်တွေစည်ရင်းတွေအဲဘယ်လိုဝင်နေရဘယ်လိုထွက်နေတယ် expense တွေကဘာတွေလဲဒါဒီ accounting ရဲ့အောက်ပြောမယ်နောက် economics economics ဆိုတာဆိုလိုချင်တော့ကျွန်တော်တို့စီးပွားရေးလောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့လက်ရှိရှိနေတဲ့နိုင်ငံရဲ့စီးပွားရေးကဘယ်လိုဖြစ်နေလဲဒီလူတွေရဲ့တုံးတဲ့ပုံစံနဲ့အခြေအနေကဘာဖြစ်နေလဲဆိုတာဒါ economic ပဲကျွန်တော်တို့ခုနပြောသလိုပဲ ီဘောကဗေဒမြန်မာပြည်လို့ဘောကဗေဒခက်ရညံ့ညံ့ပြောရရင်ဘောကဗေဒကိုနားလည်ဖို့လို့ရတယ်။နောက်ပြီးတော့ချင် organizational behavior ပေါ့။အဲဆိုရတဲ့ဘောကဒီ organization တွေလူတွေကိုအုပ်ချုပ်တယ်ဆိုမှတော့လူတွေကိုအစုအဖွဲ့မှာဘယ်လိုအုပ်ချုပ်တယ်ဘလို့ဘလို့ဖြတ်တန်းကြလဲဘလို့ထိန်းကြောင်းလဲဆိုတဲ့အားကိုသိဖို့လိုတယ်။နောက်ပြီးတော့ခုနပြောသလိုပဲ quantitative analysis ပေါ့။အဲ့တော့ဆိုလိုရတာအဓိကကတော့ခုနပြောသလိုပဲ